ခုဂျမ်ပတ်ကတော့ချွတ်မြောက်ရာဂျမ်ခန်းကြီး6ဖြစ်ပါတယ်အခန်းကြီး6အငယ်1မှ9ဒါဝရဖျားကလည်းငါဒီဖာရောမင်း၌အဘယ်သို့ပြုမိကိုတင်းဒီယခုတိလိမ့်မည်သူဒီကြီးစွာသောတကူကို တွေ့မြင်၍ငါဤလူတို့ကို လွှတ်ရလိမ့်မည်ကြီးစွာသောတကူကို တွေ့မြင်၍သူတို့ကိုမိမိပြီမှနှေးရလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏ တပံဖျားသခင်သည်မောရှေ၌ဗျာဒိတ်ထားတော်မူသည်ကငါသည်သာဝရဖျားဖြစ်၏ငါသည်အာဗြဟံဣဇက်ယာကုတ်တို့အားအနန္တတကုရှင်ဗျာသခင်နာမနှင့်ထင်ရှားတော်လေသာဝရဖျားနာမအားဖြင့်သူတို့သည်ငါကိုမတိကြသူတို့သည်အယက်ယက်လေ၍ဧည့်သည်နေရပြီးခန္ဓာပြီကို သူတို့အားပေးခြင်းကသူတို့နှင့်ငါပြုသော ပရိညင်ကိုငါတီစီပြီအေဂုထုလူတို့သည်အစေကျွန်ခံစေသောဤဒေလအမျိုးသားတို့ဤညီးတွားမိတန်းချင်းအတန်ကိုငါကြားရပြီငါပရိညင်ကိုလည်းငါအုံးမိ၏ထို့ကြောင့်ဤဒေလအမျိုးသားတို့အားပြောရသော စကားဟုမူကားငါသည်ထာဝရဖျားဖြစ်၏ငါသည်လည်းတင်တို့ကိုအေဂုထုလူတို့လက်မှလွှတ်၍သူတို့ဤနှင်းဆဲခြင်းတက်ကနှုတ်ယူမိလက်ဆန့်ခြင်း ြီးစွာသောတခခြင်းအဖျင်တင်တို့ကိုငါရွေးမည်ငါလူမျိုးဖြစ်စေခြင်းကတင်တို့ကိုငါသိမ့်ယူမည်ငါသည်လည်းတင်တို့၏ဖျားသခင်ဖြစ်မည်ငါသည်တင်တို့ကိုအဂုတ်ထုလူတို့လက်မှလွတ်တော်တင်တို့၏ဖျားသခင်သာဝရဖျားဖြစ်ကြောင်းကိုတင်တို့တိကြလိမ့်မည်ငါသည်လည်းအာဗြဟံဣဇက်ယာကုပ်တို့အားပေးမည်ဟုချိန်ဆိုသောပြည်သို့ငါပို့ဆောင်၍ အမွေခံစရာဖို့ပေးမိငါသည်သာဝရဖျားဖြစ်၏ဟု မိန်တော်မူ၏ထို့သောမောရှိသည်ဣဒရေလအမျိုးသားတို့အားဆင့်ဆိုတော်လေသူတို့သည်အလွန်စိတ်ပင်ပန်း၍ကြမ်းတမ်းစွာညှင်းဆဲခြင်းကိုခံရသောကြောင့်မောရှိစကားကို နားမထောင်ဘဲနေကြ၏အငယ်တစ်ဆယ်မှ73ထာဝရဖျားကလည်းအဲဂုတု ရှင်ဘီယံဖာရောမင်းထံသို့ဝေ၍သူသည်ဣတရေလအမျိုးသားတို့ကိုမိမိပြည်မှလွှတ်ရမည်အကြောင်းပြောလို့ဟု မောရှေအားမိန့်တော်မူ၏မောရှေကလည်းဣတရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍အေဘျာလီချင်းကိုမခံသောနှုတ်နှင့်ပြောတတ်သောအကျွန်ုပ်၏စကားကို ဖာရောမင်းသည်အပေတို့နားထောင်ပါမည်နိဟုသာဝဖျားရှိမှလျှောက်ဆို၏ တို့ရတွင် မောရှိနှင့် အာယုန်သည်ဣဒရေလအမျိုးသားတို့ကိုအဂရုပြည်မှနှုတ်ဆောင်ရမည်အကြောင်းသာရဖျားသည်သူတို့ကိုခေါ်၍ဣဒရေလအမျိုးသားတို့ထံသို့၎င်းအဂရုရှင်မင်းဖာရောမင်းထံသို့၎င်းစီခိုင်းမှထားတော်မူ၏အငယ်၄မှ၃၀ဣဒရေလအဆွေမျိုးတကြီးတို့၏အမိဟုမူကား ဤဒေလတာဦးရူဘင်ဤတာကဟာနုဖာလူဟေဇယုံကာမိဒီဤသူတို့သည်ရူဘင်အမျိုးနွယ်ဖြစ်၏ရှိမုံဤတာကယမွေလယာမိန်အောဟတ်ယာခိန်ဇောဟာခနအမျိုးသမီးမိမ့်ဤတာရှောလာဒီဤသူတို့သည်ရှိမုံအမျိုးနွယ်ဖြစ်၏ လေဝိသားအဆွေမျိုးလိုက်ဟုမူကားဂေယရှုကောဟမေရရီဒီလေဝိအသက်ဒီအနှစ်139နှစ်ရှိသည်ဒီဂေရှုံသားအဆွေအမျိုးလိုက်ဟုမူကားလိဗနိနှင့်ရှိမိသည်ကောဟသားကအာမရယန်ဣဇဟာဟေဗျုံဩဇေလဒီကောဟအသက်ဒီအနှစ်133နှစ်ရှိသည်ဒီ မေရာရိသားကမဟာလိနှင့်မုရှိဒီဤသူတို့သည် လေဝိအဆွေမျိုးအသီးသီးဖြစ်သည်အာမရန်သည်မိမိအကြီးယောခေဘနှင့်ဆုံဖက်၍သူသည် အာရုံနှင့်မောရှိကို၎င်းသူတို့အမမိရန်အန်ကို၎င်းဖွာလေ၏အာမရန်အသက်သည်အနှစ်139နှစ်ရှိသည်ဣဇဟာသားကကောရနေဖတ် ဇိခရီဒီအောဇီလာတာဂာမိရှေလာအေလာစာပန်တိတရီဒီအာရုန်ဒီအမိနတသမီနာရှုံနမအေလိရှဘနှင့်စုံဖက်၍သူဒီနာဒပ်အဘိဟုအေလာစာဣတမာတို့ကိုဖွာလေ၏ကောရတာဂာအာတိယအေလကနာအပြာတတ္တီဤသူတို့သည် ကောရအွေမျိုးဖြစ်သည်အာရုံသာအေလစာသည်ပုထရလသမီးတယောက်နှင့်ဆုံဖက်၍သူသည်ဖိနဟကိုဖွာလေ၏ဤသူတို့သည် လေဝိအမျိုးအတီတီတို့၏အဆွေအမျိုးတကြီးဖြစ်ကြသည်သာဝရဖျားကဣဒရလအမျိုးသားဘူပါတို့ကိုအေဂုတုပြိမနှုတ်ဆောင်တော်ဟုမိန်တော်မူသောစကားကို ခံတော်သူ ဣဒေလအမျိုးသားတို့ကိုအဲဂုထုပြည်မှနှုတ်ဆောင်ခြင်းဟာအဲဂုထုရှင်ဘီယဖာရောမင်းထံ၌ရှောက်ရသောသူတို့သည်ထိုအာရုနှင့်မောရှေဖြစ်သည်အဲဂုထုပြည်မှသာရဖျားသည် မောရှေအားဖျားဒိတ်ထားတော်မူသောနေ့ရ၌လဲငါသည်သာရဖျားဖြစ်၏ငါမှန်လိုက်သမျှတို့ကိုအဲဂုထုရှင်ဘီယဖာရောမင်းအားပြန်ပြောရမည်ဟု မောရှေအားသာရဖျား မိန်တော်မူ၏မောရှိကလည်းကျွန်ုပ်သည်အေပြားလီးခြင်းကိုမခံသောနှုတ်ရှိသည်ဖြစ်၍ဖာရောဘင်သည်ကျွန်ုပ်စကားကို အပေသို့နားထောင်ပါလိမ့်မည်နိဟုဒါဝရဖျားရှိမှလျှောက်ဆို၏โอเคနောက်ချမ်းပိုင်မှာပြန်တွေ့မယ်ဘိုင်ဘိုင်